ပြီးမြင်ဒီနေ့ပြောပြမယ့်အကြောင်းလေးက skin tone ကိုဘယ်လိုခွဲလို့ရမလဲဆိုတဲ့အကြောင်းရင်းလေးပေါ့ကွာ။ကဲနံပါတ်1အဆင့်မှန်ကြည့်ရမယ်။ကိုသားကိုပြန်ကြည့်တဲ့အခါကိုသားရဲ့ကိုချမ်းမြင်အရင်မြင်လိမ့်မယ်ကွာ။အသားရောင်ဓာမျိုးတွေရှိမယ်ကွာ။ဖယ်ဖြူစွတ်နေတယ်။အနီရောင်တန်းနေမယ်ကွာ။ဒါကြရင်ပြင် light ကဖြူတော့ဖြူမယ်။ဒါပေမဲ့အနီရောင်တော့တန်းမနေတော့ဘူးကွာ။ဟို medium ကျတော့အသားလက်တယ်။ဒါပေမဲ့အဝိုင်ရောင်ပတ်သွားမယ်ပေါ့။အဲပြီးတော့ deep caramel အသားညိုညိုမျိုးကြောလေးတွေပေါ့။ဓာတ်ကတော့အသားမဲတဲ့ဗရမရခဲ့တွေပေါ့ကွာ။ပေါ်ရန်သားယူတွေကွာနေလောင်လာတို့ ဘာဝင်ကျင်တဲ့လွန်မှုရှိတာတွေပေါ်မှာမူတည်ပြီးတော့ပြောင်းလဲတက်တယ်အဲ့တော့ကို skin တော့အမှန်ကိုမရဘူးကွာအဲ့တော့ကွာ skin တော့အမှန်ကိုရဖို့အတော့ကကြာတော့အနာတုံးကိုကြည့်ရမယ်အဆင့်နှစ်အနာတုံးဆုံးဖြတ်ရမယ်အနာတုံးကအပေါ်ရသားရေနေလောင်လောင်မလောင်လောင်မပြောင်းလဲပဲရှိတယ်တယ်ကွာအဲကို skin တော့အစ်စ်လို့ပြောလို့ရတယ်နံပါတ်1အခန်းရဲ့သဘာဝအလင်းရောင်နဲ့ကြည့်မယ်။သွေးပြန်ကြောနဲ့ကြည့်မှာကွာ။အဲအခန်းရဲ့သဘာဝအလင်းရောင်မှာသွေးပြန်ကြောကအပြာရောင်ခဲရောင်ဖြစ်နေရင် ိုးဖြစ်မယ်အစိမ်းအောင်ဖြစ်နေဝမ်းဖြစ်မယ်ကွာအဲမတဲခွဲပဲဖြစ်နေရဆိုရင်တော့နူထရီဖြစ်မယ်ပေါ့ grow ဆိုတာကတော့ဖြူတဲ့ပန်ဝမ်းဆိုတာကတော့တက်တန်ယူတာဘက်ကိုသွားတယ်ကွာနံပါတ်1လက်ဝတ်လက်စားရည်နဲ့ကြည့်မယ်ရွှေရောင်သားနဲ့လက်ဝတ်လက်စားရည်က1နဲ့ပို့လိုက်တယ်ငွေရောင်သားနဲ့လက်ဝတ်လက်စားရည်ကတော့9နဲ့ပို့လိုက်တယ်ကွာဘာလည်းမမလိုက်ရင်တော့လည်းဘာမှမဝင်နေပေါ့ရွှေဘုံငွေဘုံတို့ကုလုံးနဲ့လိုက်ကိုယောက်ျားဘုံဝယ်ခိုင်းစတာပါကွာနောက်လည်းနှစ်ခုလုံးနဲ့လိုက်ရင်တော့ neutral ပဲပေါ့ကွာဘာလည်းမမလိုက်ရင်တော့ငကိုရုပ်ဆုံးနေရပေါ့နံပါတ်3ဝိဖြူနဲ့ကြည့်မယ်တဘာဝအလင်းရောင်မှာပဲအဝိဖြူနဲ့ ကြိုက်ကြည့်မယ်ကွာဒါမှမဟုတ်ဆောက်ရမ်းဖြူနဲ့ကပ်ပြီးတော့ရှင်ကြည့်မယ်တော့အနီပန်းအပြာရောင်တန်းလာတယ်ဆိုရင်6တုံးပေါ့အဝါရောင်ဒါမှမဟုတ်ရွှေရောင်တန်းလာရင်တော့1တုံးပေါ့ကွာဘာမှအတိအတားအရာမတန်းဘူးဆိုတော့လူထွေတုံးမယ်ပေါ့အဆင့်3နေလောင်လာနဲ့ကြည့်မယ်6တုံးနေကနေလောင်လွယ်တယ်နေမူနေနဲ့ခံမိတာနဲ့ပူဆက်ဆက်နေရလွယ်မယ်ဝမ်းတုံးနေကြတော့နေမလောင်ဘဲနဲ့နေရိပါများရင်အသားပူညူလာမယ်နေထိလေးပုံမဲလေးဖွဲရပါပေါ့ကွာအဲဒါရင်လဲဆိုရင်ကိုစကင်တုံးကိုခွင့်နေလောက်မယ်လို့ထင်တယ်ဟောမိနေလို့ကွာနော် စကင်တုံးလိုမျိုးခြံနေအဲ့ဒါတော့စောက်တုံးနေပဲကွာအာရရစကင်တုံးလိုက်ခွဲနေတယ်လို့ပြောတာပေါ့အခုတော့ဒီလောက်ပါမယ်ဟုတ်ပြီးပါပြီကျေးဇူး